တချင်ကမြမပရိသတ်တွေအသေးကြော်ကစားသမားတွေဖြစ်တဲ့ကြော်ကိုကိုကြည်လင်းတို့ဟာအခုချိန်မှာတော့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ကစားသမားတွေကတော့ဒီဝေဖန်မှုတွေကို စိတ်မဆိုးပဲပို့ပြီးတော့ကြိုးစားမယ်လို့ပြောပါတယ်။ဒီသတင်းကိုတော့သတင်းနောက်ရှုပ်ဖို့ကတင်ဆက်ပေးမှာဖြစ်ပါတယ်။တချင်ကမြမပရိသတ်အသေးကြော်ကစားသမားတွေဖြစ်တဲ့ကြော်ကိုကိုကြည်လင်းတို့ဟာခုချိန်မှာတော့မြမလက်ရည်စင်အတင်းကြာဆုံးမှုနဲ့အတူဝေဖန်မှုတွေခံနေရတဲ့ကစားသမားတွေဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေထဲမှာပါဝင်ဖြစ်တဲ့ကျော်ကိုကိုနဲ့ဂျီတင်းတို့ဟာလာမယ့်ကမ္ဘာဖလားခြေစစ်ပွဲအတွက်ဖွဲ့စည်းခဲ့တဲ့ပနမလယ်ရေးစင်တင်မှာပါဝင်လာခဲ့လို့သူတို့ကိုရွေးချယ်မှုနဲ့ပတ်သက်ပြီးလဲပြည်သက်ကမေးခွန်းထုတ်ကြပါတယ်။ဒါပေမဲ့တိုက်စစ်မှုကျော်ကိုကိုကတော့ဒီဝေဖန်မှုတွေကိုခံနိုင်ရရှိပြီးပြည်သက်တွေပြန်ချီးကျူးလောင်ပူချိုးသားမယ်လို့ပြောပါတယ်။ ဒါတော့မဖြစ်ပါဘူး။ဘာကျွန်တော်ခံစားချက်ကတော့ဟိုဘယ်လိုပြောမလဲ။ကိုကတော့ကိုယ့်လုပ်ကိုယ်လုပ်နေမှာကိုစူးစမ်းနေရမှာ။ပြည်သက်ဆိုတာတော့ဒါဝေဖန်မယ်။ကြာရှုံးရင်ဝေဖန်မယ်။ဒါဟိုအောင်မြင်ချီးမြှောက်မယ်။ဒါဒီဒီဟာကိုကျွန်တော်တို့ခံနိုင်ရင်ရှိအောင်စူးစမ်းရမယ်။ကျွန်တော်တို့ဒီသူရဲ့မြင့်တာသူရဲ့ချစ်တာကိုလူချင်းတော့ကျွန်တော်တို့ဒီထက်ပိုကောင်းအောင်စူးစမ်းရမယ်။ဒီလိုပဲကျွန်တော်မှတ်ထားပါဟုတ်ကဲ့။ဒီမှာဘောလုံးပြည်သက်တွေကကြည်လေးနဲ့ကြော်ကိုကိုတို့ကိုအသင်းနဲ့တွဲမစားပဲဒူကောင်းဆန်တဲ့ပုံစံနဲ့ကစားလွန်းတယ်လို့အဓိကထားဝေဖန်ပြောဆိုနေကြပါတယ်။ တိုက်စစ်မှုကြည်လင်းကတော့သူ့ရဲ့ကစားပုံဟာပြိသက်မြင်မှာဒကိုကောင်းဆန်တဲ့ကစားပုံမျိုးလို့မြင်နိုင်ပေမဲ့အသင်းကောင်းမှုအတွက်ပဲယူရဲကစားတာပါလို့အခုလိုပြောပါတယ်အဓိကတယောက်ဒီတယောက်ပေါ့တယောက်ရဲ့ပံ့ပိုးမှုကလည်းသူ့ရဲ့တကယ်ကိုလိန်ခောက်တက်မှုကလည်းအဓိကလည်းကြားတယ်ဒါပေမဲ့ပေးကစားဖို့လည်းအဓိကကြားဒါသူချက်ချင်းဆုံးဖြတ်တဲ့ဥစ္စာတွေကြတော့ကစားသမားပဲချက်ချင်းဆုံးဖြတ်တယ်10မိနစ်ဆို10မိနစ် ိုးရရင်ရသလောက်ဘယ်လိုလဲစက္ကန့်အတိုင်းပေါ့စက္ကန့်တောင်အနည်းနဲ့ကြိုးစားနေတော့တယောက်ချင်းကစားတာတော့ပိတ်တဲ့ကြီးထင်မှတော့မြင်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှတော့ကျွန်တော်အခက်အခဲလေးနဲ့အများကြီးပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တက်နိုင်သလောက်ကျွန်တော်တို့ကြိုးစားတယ်ကျွန်တော်ပိတ်တဲ့တွေကိုကျွန်တော်တို့ရှိသလောက်ကိုကျွန်တော်ပိတ်ဆက်ကစားကြပါလက်ရှိကမ္ဘာဖလားခြေတဲ့ပွဲအတွက်မြန်မာအသင်းလူစင်းသစ်ထပ်မံဖွဲ့စည်းရမှာတော့ U20 အသင်းကကစားသမား6ဦး U23 အသင်းကကစားသမား9ဦးထိပါဝင်လာခဲ့ပြီး ဆီနီယာကစားသမားအနေငယ်သာပြန်လည်ပါဝင်လာခဲ့ပါတယ်။အဲ့ဒီရွေးချယ်ထားတဲ့ပနာမကစားသမား25ဦးကိုအော်ဂိုလာ18ရက်ကစပြီးတော့လေ့ကျင့်မှုတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။